AI နဲ့ဖန်တီးတဲ့ခေတ်သစ်ဆုံးမတွေသတင်းတော်လိုင်းရင်းနဲ့ပြန်ပေါ်လာတဲ့ကြောက်မက်ဖွယ်သမိုင်းအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် အခုကျမတို့ဒုတိယသတင်းအသိပညာတော်လိုင်းခေတ္တမှာနေနေကြတာသိကြပါရဲ့လားလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကဥရောပမှာလူထောင်ပေါင်းများစွာကိုရရဆက်ဆက်တက်ခဲ့တဲ့ဆုံဖန်ပွဲကြီးကိုသင်သိပါသလားအဲ့ဒီတုန်းကစာအုပ်တွေပုံနှိပ်ဆက်တွေကနေမီးပွားလာတဲ့ကောလာဟာလာရီသတင်းမားတွေကြောင့်ပြည့်မဲ့သူတွေတည်ခဲ့ရတာပါအဲ့ဒါကပထမသတင်းတော်လိုင်းရဲ့အစိုးဆုံးဆိုးကျပါပဲအခုတော့ကျမတို့ဒုတိယသတင်းတော်လိုင်းခေတ္တကိုရောက်နေပါပြီ ချက်ကိုထက်အစာပေါင်းမရေမတွက်နိုင်အောင်ဉာဏ်နဲ့အင်တာနက် AI နဲ့ deepfake မီးပညာတွေကသတင်းမားတွေကို စက္ကန့်ပိုင်းတွင်ကဘာပတ်အောင်လုပ်နိုင်ပါတယ်။ဒီနေ့ခေတ်မှာ solo ဆွဆွဲခံရတဲ့သူတွေဟာ online ပေါ်ကနေလူစုလူဝေးရဲ့ဒဏ်ကိုခံနေကြရပါတယ်။ AI ခေတ်ရဲ့ခေတ်သစ်ဆုံးဖမ်းပွဲကြီးကဘလောက်တောင်ကြမှတ်ပွဲကောင်းနေပြီလဲ။သတင်းမားတွေကဘလိုအန်နီယယ်ရီဖန်တီးပြီးမြန်မာနိုင်ငံအပေါ်မှာဘလိုနိုင်ငံတကာဆွဲချက်တွေရောက်လာနိုင်ခြေရှိလဲဆိုတာကိုသုံးသပ်ပြသွားမှာပါ တည်င်းအမှန်နဲ့အသိဉာဏ်အတွက်အတူတူလိုက်ပါလာခဲ့ကြဖို့ဖိတ်ခေါ်ပါရယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးခရစ်နှစ်105ခုနှစ်လောက်မှာတရုတ်လူမျိုးချိုင်လွန်ကဒီနေ့ခေတ်သုံးဆက်ကူကိုစတင်တည်ထွင်နိုင်ခဲ့ပါရယ်။နောက်ပိုင်းနှစ်ပေါင်း1300ကျော်ကြာတော့ဂျာမန်လူမျိုးဂူတင်ဘတ်ကတတုစာလုံးတွင်နဲ့ပုံမိတ်ဆက်ကိုထပ်ပြီးတည်ထွင်လိုက်ပါရယ်။ဒီလိုနဲ့သတင်းတွေအသိပညာတွေဟာစာချုပ်၊ကျမ်းစာ၊စာအုပ်တွေဖြင့်ကမ္ဘာအနှံ့ကိုလျင်မြန်စွာပြန့်သွားပါရယ်။ ဒါကိုပဲသမိုင်းပညာရှင်တွေကပထမသတင်းအသိပညာတော်လှန်ရေးကြီးလို့ခေါ်ခဲ့ကြတာပါဒီတော်လှန်ရေးကလူရင်ကျင်းမှုကို အများကြီးတိုးတက်စေခဲ့ပါတယ်ပညာဒသနသမိုင်းတွေမပြောက်ပြအောင်မှတ်သားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဘယ်အရာမှ ကောင်းကျိုးကြီးပဲမရှိခဲ့ပါဘူးဒီစာအုပ်တွေထဲမှာပညာရေးအကြောင်းတွေပါတယ်လို့လူပိန်းတဲကျေကျိုက်ကောလာဟာလာတွေအတင်းအဖျင်းတွေလည်းစတင်ပြန့်နှံ့လာပါတယ် အဲဒီကနေဘာဖြစ်လာလဲဆိုတော့အထူးသဖြင့်ဥရောပနဲ့အမေရိကမှာလူတွေကို လူချင်းပြူစားမှုနဲ့ဆုံးလို့ဆွဆွဲပြီးအပြစ်မဲ့သူပေါင်း၄000လောက်နဲ့6000လောက်အထိရရဆက်ဆက်တပ်ဖြတ်ခဲ့ကြရပါတယ်။ဒီလိုမျိုးတောက်မက်ဖွဲရဆုံးဖမ်းပွဲကြီးတွေဖြစ်ခဲ့တာပါ။အဲဒီတမိုင်းဝင်တောက်မက်ဖွဲရကြီးဟာအခုခေတ်မှာပြန်လည်ဖြစ်ပွားနေတယ်ဆိုရင်ယုံနိုင်မလား။အခုခေတ်ကိုကြည့်လိုက်ပါ။အင်တာနက်ဈေးနှုန်းချိုသားတဲ့စမတ်ဖုန်းတွေလူတိုင်းနှီးပါလက်ထံမှာသတင်းဖြန့်စက်တစ်ခုစီရှိနေကြပါပြီ။ ။သတင်းအချက်အလက်ပြန့်နှံ့မှုကပုံလိပ်ခေတ်နဲ့နှိုင်းရှင်လို့တော့မရတော့အောင်မြန်ဆန်နေပါပြီ။ဒါကပဲဒုတိယသတင်းအသိပညာတော်လှန်ရေးကြီးဖြစ်တယ်လို့ပြောရမှာပါ။အချိန်အဟုန်ပမာဏတက်ရောက်မှုအလုံးဟာပထမဖြစ်တဲ့အစာပေါင်းရာထောင်ချီပိုပြီးကြီးမားနေပါတယ်။ဒါကြောင့်ကောင်းကျိုးတွေနားသလိုဆိုးကျိုးတွေကလည်းပိုကြီးမားပါတယ်။အရင်ကပြူစားတယ်ဆုံးဆွဆွဲတယ်ဆိုတာမျိုးဟာအခုခေတ်မှာပိုပြီးအကောင်းတဲ့ပုံစံတစ်ခုဖြစ်လာပါဗျ။ ဲ့ဒါကတော့ online အသုံးပြုပြီးလူစုလူဝေးနဲ့တရားလက်လွတ်အဆုံးစီရင်ခြင်းပါပဲ။သတင်းမကိုမတိပဲပြောဆိုဖြန့်ဝေမိတာမျိုးအမှန်မှန်တိလျက်နဲ့ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတာမျိုးဒီလိုလုပ်လိုက်ရင်ခံရသူဟာအချိန်တိုအတွင်းကဘာပတ်သွားတဲ့သတင်းတွေရဲ့ဒဏ်ကိုခံရပါတယ်။ပထမခေတ်ကသတင်းမတစ်ပုဒ်ကိုစောင့်အုပ်နဲ့ဖြန့်ဖို့လောင်းနေချီကြပါတယ်။ အခုခေတ်မှာ DeFi ဓာတ်ပုံတူတွေအတန်တူတွေ AI နဲ့ဖန်တီးထားတဲ့သတင်းမှားတွေကိုစက္ကန့်ပိုင်းအတွင်းမှာလူသန်းပေါင်းများစွာစီရအောင်ဖြန့်ချလို့ရပါတယ်။ဒီလူကကတ်ယောဂါပြတ်အောင်လုပ်နေတယ်။ဒီအမျိုးသမီးဟာလူကုန်ကူးတာနဲ့ပတ်သက်တဲ့စားရဆွဆွဲချက်တွေဟာ social media ပေါ်မှာတောမိလို့ပြန်သွားတာ။အပြည့်မဲ့သူတွေခင်ဗျာလူအများရဲ့အညှိုးတိတ်ခံဖြစ်သွားပါတယ်။ AI စနစ်တွေကိုလူသားတွေရဲ့ data တွေနဲ့လေ့ကျင့်မိထားပါတယ်။ အဲ့ဒီ data ထဲမှာလူမျိုးရေးကြားမလူရန်စာခွဲခြားမှုတွေပါနေပြီဆိုရင် AI ကလည်းဒီ backlight မှုတွေကိုပို့ပြီးအကောက်အောင်လုပ်မိတတ်ပါတယ်။ဒါဟာနည်းပညာနဲ့ပတ်သက်တဲ့ဆုံးဆွဲချက်တစ်တမျိုးလိုပဲပြောရမှာပါ။အရင်ခေတ်ကလူစုလူဝေးဖြစ်အောင်စီးရုံးရတာခက်ခဲခဲ့ပါတယ်။အခုခေတ်မှာတော့ algorithm တွက်ချက်မှုစနစ်က dollar trust စီယာစိတ်ကံစားမှုလှုပ်ရှားစီယာအကြောင်းအရာတွေကိုရွေးပြီးလူမှုရဲ့စိတ်ကိုလုံဆော်ပါတယ် ဒူရုကိုအောက်စုခွဲပြီးထိန်းချုပ်နိုင်တယ်ဆိုတော့ဒါဟာသမိုင်းမှာမကြုံမှုတဲ့အနေရကြီးပါပဲ။ဥပမာအနေနဲ့ကြည့်ကြရအောင်ပါ။ပြီးခဲ့တဲ့လကဗြိတိန်ရဲ့ဥရောပမှာလူရုစာနာပြပွဲတွေဖြစ်ခဲ့တာကိုသိကြမှာပါ။ဒါပေမဲ့အဲ့ဒီနိုင်ငံတွေဟာတရားဥပဒေစိုးမိုးပြီးလွတ်လပ်စွာပြောဆိုခွင့်ကိုအာမခံထားတဲ့နိုင်ငံတွေပါ။တကယ်တော့ဥရောပမှာမွတ်စလင်စန့်ကျင်ရေးဖြစ်နေတယ်လို့သတင်းမှားတွေဖြန့်နေတာဟာအဲ့ဒီကလက်ရာစွန်းရောက်တစောက်ကမ်းမျိုးသားရေးဝါဒီတွေပဲဖြစ်ပါတယ်။ သူတို့ကဂျာမနီကစီးရီးယားအစွန်းရောက်တဲ့ပြောဆိုချက်တွေကိုဖျက်ညက်ကပ်လို့ဥရောပမှာအစ္စလမ်ရှရီးယားတရားဥပဒေကိုအစိုးရကပြဋ္ဌာန်းပေးဖို့တောင်းဆိုနေပြီဆိုပြီး online ပေါ်မှာဖြန့်ဝေနေကြတာပါအဲဒီ disinformation ကိုယုံကြည်စိတ်ချရတဲ့ဗဲမီဒီယာကမှဖော်ပြခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ကျမတို့မြန်မာပြည်ကသတင်းသမားနဲ့အမျိုးသားရေးဝါကြီးတချို့ကတော့မှားမှန်စစ်စစ်မနေပဲယုံကြည်ပုံရပါတယ် ရှရီယာတရားဥပဒေတောင်းဆိုချက်တွေကိုလက်မခံကြောင်းပြောပြီးပြည်နယ်နဲ့ပေးဖို့အထိလှုံ့ဆော် ပြောဆိုနေကြတာတွေတွေ့ရပါတယ်။ပြောရမယ်ဆိုရင်စာမဖတ်ပဲလေတံကြားတရားနာနေကြတယ်လို့ပြောရမှာပေါ့။ကျမစိတ်ပူမိတာကတော့အကွက်ကောင်းဆောင်နေတဲ့ကုလသမဂ္ဂလူအခွင့်ရေးရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်စွာစုံစမ်းစစ်ဆေးရေးရန်တရားကဒီလိုမျိုးပြောဆိုချက်တွေကိုရယူသွားနိုင်ခြင်းပါပဲ။သူတို့ဟာမြန်မာပြည်ပေါ်လူမျိုးလိန်ဂျီနိုဆိုက်ဆွဲချက်တင်ဖို့ကိုစူးစမ်းနေတာပါ။ 2018ခုနှစ်တုန်းကလည်း Facebook ကဖြတ်သိမ်းထားတဲ့အကောင့်နဲ့ဆိုင်တဲ့ရေးသားချက်တွေကိုသူတို့စီပို့ခဲ့ဘူးတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အခုလိုမျိုးမုတ်စီကျော်ကဘယ်နာနေမှမသိနှကန်းအနာနဲ့မတည့်တဲ့သူတွေကဥရောပကဂျင်းသတင်းတွေကိုမိမ့်မိန်ရှက်ရှက်ကြီးဖြန့်ဝေနေတဲ့ခက်သက်ဆုံးဖမ်းပွဲကြီးကအချိန်ကကွက်တိဖြစ်နေရလို့ပဲမြင်မိပါတယ်။ဒီတော့ကဒီဒုတိယသတင်းအသိပညာတော်လှန်ရေးဆိုတာလူအခွင့်အရေးအတွက်အကြီးမားဆုံးစမ်းသပ်မှုကာလကြီးတစ်ခုပါ။ နီးခင်ညာကကျမတို့ရဲ့ဉာဏ်ပညာကိုအရှိန်ညှင့်ပေးနေတယ်လို့ကျမတို့ရဲ့စိတ်နဲ့သဘောထားကိုကျင့်တရားနဲ့ပညာဉာဏ်ကိုလည်းအကြီးအမားဆုံးစစ်ဆေးနေပါရဲ့ဒီပညာကိုကောင်းတဲ့ဘက်မှာလမ်းညွှန်နိုင်မှုအတွက်ကျမတို့လူသားတွေရဲ့ရွေးချယ်မှုနဲ့ထိန်းချမှုကအလွန်ရေးကြီးပါရဲ့တတဲ့အတူတတဲ့မားတွေရဲ့တားကောင်ဖြစ်ပြီးအပြစ်မဲ့သူတွေကိုခစ်တစ်ဆုံးမအဖြစ်ဆွဆွဲတဲ့သူတွေမဖြစ်မိစေဖို့လူတိုင်းမှာတာဝန်ရှိရစွာပြောချင်ပါရဲ့ ောခဲ့တဲ့အတိုင်းပဲဒီဒုတိယသတင်းတော်လိုင်းကြီးဟာကျမတို့လူသားတွေကိုစမ်းသပ်နေတာပါနှီးကညာကကျမတို့ရဲ့ဉာဏ်ပညာကိုအစိမ့်မြင့်မေးဖို့ဖန်တီးထားပါတယ်ဒါပေမဲ့လူသားရဲ့စိတ်နဲ့သဘောထားနဲ့ကိုကျင့်တရားကိုလည်းအကြီးမားဆုံးစစ်ဆေးနေတာဖြစ်ပါတယ်အထူးသဖြင့်နိုင်ငံရေးနဲ့ဘာသာရေးလိုနူးညံ့တဲ့အကြောင်းအရာတွေမှာအင်တာနက်ပေါ်ကမတမာသူတွေဖြန့်နေခြင်းသတင်းတွေကိုအတိမပြုတ်ပဲမျိုးချလိုက်ခြင်းဟာအတိတ်ကစောက်ဖန်ပွဲကြီးတွေလိုပဲအပြစ်မဲ့တဲ့သူတွေကိုဘေးဒုက္ခရောက်စေပါတယ် ကျမတို့ရဲ့မှားမင်းတဲ့ရွေးချယ်မှုတွေကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စွဲချက်တင်မှုအကွက်ချောင်းနေတာကိုတော့အားပေးသလိုဖြစ်သွားနိုင်တယ်ဆိုတာကိုအလေးအနက်သတိချက်စေချင်ပါသေးတယ်။ဤပညာကိုကောင်းလဲဘက်မှလမ်းညွှန်နိုင်မှုအတွက်သတင်းတိုင်းကိုစစ်စစ်ဆင်ခြင်ပြီးမှလက်ခံဖို့ကျမတို့လူတိုင်းမှာတာဝန်ရှိပါတယ်။ခမားတို့ရောဒီအကြောင်းကိုဘယ်လိုမြင်လဲ။သတင်းမှန်ကိုဘယ်လိုရှာဖွေလဲ။တင်ရောဒီသတင်းတော်လှန်ရေးထဲမှာသားကောင်ဖြစ်နေပြီလား။ဒါမှမဟုတ်အတိတ်တရားနဲ့ထိန်းကျောင်းနေတဲ့သူလား။ comment မှာပြောပြပေးသွားပါဦး။နောက်တင်ဆက်မှုမှာဘလို့ခစ်သစ်စိန်ခေါ်မှုတွေအကြောင်းဆက်ပြောရမလဲဆိုတာကိုလည်းတောင်းဆိုပေးပါအောင်ရှင်။တင်ပြချက်နဲ့ပတ်သက်ပြီး comment မှာသင်ရဲ့အမြင်ကိုဝေမျှပေးသွားပါဦး။ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။အားလုံးပဲအမှန်တရားနဲ့အေးချမ်းစွာနေထိုင်နိုင်ကြပါစေ။